မိုင်းယူမြို့၌2025-2026ပညာသင်နှစ်၏အခြေခံပညာကျောင်းများတွင်ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာစတင်ဖွင့်လှစ်ပညာသင်ကြားနေတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025-2026ပညာသင်နှစ်ဇွန်လ2ရက်နေ့ယနေ့၌ကျောင်းဖွင့်ရသည့်ပထမနေ့တွင် ရှမ်းပြည်နယ်ရှိပိုင်းမိုင်းအောင်ခရိုင်မိုင်းယူမြို့တွင်ရှိအခြေခံပညာကျောင်းများစတင်ဖွင့်လှစ်နေလျက်ရှိပြီး ြောင်းသားကျောက်သူများအေးချမ်းပျော်ရွှင်စွာပညာဆက်တင်သင်ကြားနေကြပြီဖြစ်ပါတယ်။အဆိုပါမြို့မရက်ွက်ရှိ အခြေခံပညာထက်တန်းကျောင်း၌မေလ22ရက်နေ့မှဂျွန်လ1ရက်နေ့ထိကျောင်းအပ်လက်ခံခဲ့ကြပြီးယခုဂျွန်လ2ရက်နေ့ယနေ့၌အခြေခံပညာကျောင်းများဆက်တင်ဖွင့်လှစ်ကဆက်တင်ပညာသင်ကြားနေကြကြောင်းနှင့်ကျောင်းအပ်ဆက်လက်လက်ခံခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်ပေးနေလျက်ရှိကြောင်းသိရှိရပါသည်။ ကျောင်းများစတင်ဖွင့်လျက်ရာတွင်မိုင်းယူဒေတာတွင်2025-2026ပညာသင်နှစ်၌ပြန်လည်ဖွင့်လျက်ကြသည့်ကျောင်းအထက်တန်းကျောင်းတစ်ကျောင်းအလေတန်းကျောင်းဝဲတစ်ကျောင်းမူလတန်းလွန်ကျောင်းတစ်ကျောင်းမူလတန်းကျောင်း6ကျောင်းရှိပြီးစုစုပေါင်းကျောင်း9ကျောင်းရှိကြောင်းသိရှိရပါသည်ဆက်လက်ပြီးမိုင်းယောင်မြို့တွင်ချိန်ငယ်ပညာကျောင်းများစတင်ဖွင့်လျက်သင်ကြားနေတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်2025-2026ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်ရှိပိုင်းမိုင်းအောင်ခရိုင် မိုင်းအောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကိုယနေ့နေ့နဲ့ပိုင်းမှစတင်၍ဖွင့်လှစ်ခဲ့ရာကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာဖြင့်တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်အဆိုပါကျောင်းဖွင့်လှစ်နေမှုကိုခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များခရိုင်မြို့နယ်ပညာရေးမှုရုံးမှတာဝန်ရှိသူများခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ရဲတပ်ဖွဲ့ကျမ်းမာရေးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအမျိုးသမီးရာအဖွဲ့ဝင်များနှင့်ချက်ချင်းဒီသူနာပြုတပ်ဖွဲ့ဝင်များကကူညီဆောင်ရွက်ပေးခဲ့ကြပါသည်2025-2026ပညာသင်နှစ်အတွက်မန်ယောင်မြို့နယ်တွင်မေလ22ရက်နေ့မှဇွန်လ1ရက်နေ့ထိဆောင်ရွက်ခဲ့သည့်ကျောင်းအနှံရေးရတတပတ်တွင် အခြေခံပညာကျောင်းများ၌ကျောင်းသားကျောင်းသူ9054ဦးဘုံတော်ကြီးတင်ပညာရေးကျောင်းများ၌ ကျောင်းသားကျောင်းသူ44ဦးစုစုပေါင်း9098ဦးတို့ကျောင်းအနှံကြကြကြောင်းမြို့နယ်ပညာရေးမှုယုံမှသိရှိရပါတယ်ခမညာ